နွေအရောက်ရှိတဲ့ပေါင်းနဲ့အမေတယောက်ရဲ့မြတ်တာမျိုးကိုတော့ရနိုင်လားမရနိုင်ပါဘူးဗျာတခါကြီးမှာ အမေမရှိရင်အမေရဲ့မြတ်တာရမလားမရပါဘူးဗျာသိန်းတစ်ထောင်ပေးမယ်ရမလားမရပါဘူးမရဘူးစေယုတ်တရားတော့ပေါ်တယ်နော်အမေရဲ့အကျင်နာအပြုံးလေးမျိုးမရှိဘူးပတ်ဝန်းကျင်ဆိုတာစေယုတ်ခလုံးနှိတ်ကပြုံးနေတယ်သူ့အည်သူ့အပြုံးနှလုံးသားရှိလား ေယုတ်ခလုံးနေက ပြောຫນွေအရောက်ရှိတပေါင်းနဲ့အမေတယောက်ရဲ့မေတ္တာမျိုးကိုတော့အမေသာရှာခဲ့ပါပြီရှာပုံတော့ခྱི་မောခဲ့ပါပြီနောက်ထပ်အမေရအောင်မလားဒါကြောင့်တန်ဖိုးထားရမယ်နော်အိုးဦးဇင်မော်လုံးမြိုင်မှာတရားသွားဟောတာမလီသိန်း20 30လှူလိုက်ကြမိုးပုံကြီးတွေလှူလိုက်ကြဦးဇင်မိုးပုံကြီးကိုကြီးမြေကြီးတွေကြား အမေရှိရင်ဒီမိဘုံကြီးအမေကိုကျွေးခြင်းနဲ့မိရဲ့နော်အခုကျွေးခြင်းနဲ့ကျွေးလို့ရသေးလားမရပါဘူးပြဿတ်တုံကြီးခေါင်းအောက်ထိုးထည့်ပြီးအိတ်တဲ့အုံနှောင်လွယ်သလားပဲအမေရှိရင်ရွှေချလိုက်ခြင်းမရတယ်အမေအခုတော့ဒီစကူတွေဟောအမေမရှိတော့ဒီစကူတွေပဲနော်ဒါကြောင့်ပေးခြင်းနဲ့အမေပေးလို့ရသေးလား အမေသားကိုဘယ်လောက်ချက်လဲသမီးကိုဘယ်လောက်ချက်လဲလို့မေးကျင်တယ်မေးလို့ရအောင်မလားမရပါဘူးခဲ့ပြောကြည့်ကျွေးကျင်တာလဲကျွေး၍မရပေးကျင်တာလဲပေး၍မရမေးကျင်တာလဲမေး၍မရရနိုင်သူများတတိထားဖို့ရှိထားအမေမျက်နှိုးစီဖို့ရှိထားအဖေ မြတ်နိုးစေဖို့အမိကိုအစားထိုးလို့မရတော့ဘူးရသေးလားမရပါဘူးဗျာသင်္ဃာဆရာတော်ပြောတယ်လို့ပေါ့အယက်သမားအယက်တော့ပြီးတော့ပလင်းခြုံသေးပြည့်သွင်းခဲ့တယ်နောက်နေ့အယက်တော့ဆရာပတ်ဆံမရှိတော့အဲ့ပလင်းပြန်ကောက်ပြီးတော့ရေထဲ့တယ်ပလင်းကိုခါရမ်းပြီးတော့အနက်ကလေးနဲ့ခွက်ကလေးနဲ့မူရတယ်ဗာလေးနဲ့မူရလဲဥစဉ်တို့တို့အမေမရှိအဖေမရှိတဲ့ဘဝဇိုးကို ရောက်တဲ့တနေ့ကျမှ ခွက်ကန်နေမူရတဲ့တနေ့ကျမှသူများအမိတွေခေါ်နေတဲ့အချိန်မှာကိုခေါ်ခြင်းနဲ့အဲ့ဒီခါကျမှတရားနောင်တာနောင်ကြသွားပြီခွက်ကန်နေမူရတဲ့တနေ့ဆိုရင်နောင်ကြပြီနော်ဒါကြောင့်မို့ရာနိုင်တုံယူထားကြဝါအောင်ချက်မိဘကိုဘယ်လိုလဲဝါအောင်ချက်နော်အဲ့ဒီလိုပဲအာရပါရပြောခြင်းပါတယ်ဒါကြောင့်သူတော်ကောင်းပေါင်းတို့နော် ဥစဉ်တို့လူဘဝဆိုးတွေကိုရောက်ကြတဲ့အခါကျမှအမေမြတ်တာအမေအကျင်နာကိုဟု